ဆက်ပြောလိုက်ဦးမေးတယ်ယူဒီလူသားများအဲ့ဒါနဲ့ပြီးသလားကျွန်တော်နိုင်ငံကိုဝေးပြောသွားပြီကျွန်တော်တို့ကငွေကြေးဆင်းရဲုံနဲ့ကျွန်တော်တို့ပြီးပြီလားသူပြောတဲ့လူတွေရဲ့ mindset ခေါ်တဲ့စိတ်ညစ်စိတ်ထားတွေကကြတော့ကျွန်တော်စိတ်မဆိုးနဲ့ကျွန်တော်ရင်းနှီးပြောမယ်နော်ဗမာတွေတော့စိတ်သက်စွတ်ပြတ်သွားတာရှိသေးလားကဘာဘူးကကျွန်တော်တို့ဘယ်လိုတတ်မှတ်ထားကလေးတရစ္ဆန်တွေတာတာလောက်လူတွေစုနေတဲ့နိုင်ငံဆိုတော့မောင်တာချုဗမာတော့ဘုရားဗုဒ္ဓဘာသာခင်ဗျာကျွန်တော်ရင်ဖွင့်မရဘူးကျွန်တော်မနာဘူးကတော့တကယ်လည်းပုတ်တယ် 2017ခုနှစ်မှာဂျပန်မှာငရေလှုပ်တယ်အားလုံးသိတယ်အားလုံးသိတယ်နော်2017ခုနှစ်မှာဂျပန်မှာငရေလှုပ်တာမှတ်မိသေးလားဂျပန်နိုင်ငံငရေတိတယ်ဆိုမှတ်မိသေးရလားကဘာပေါ်မှာနံပါတ်၄ပြင်းထန်တာကဂျပန်မှာနံပါတ်၁ဘလောက်ပြင်းထန်တယ်ရစ်တာစကေး9မီရိုညို့မတရင်တဲ့ပြည်ပါလေမကြသေးပါဘူးကကျွန်တော်စက်တွေ၃နှစ်ပဲကြာပါသေးတယ်ကြီးတို့ရဲ့ဂျပန်ပင်လယ်ပြင်ကြီးဟာဆူနာမီလိုက်နေကြီးတဲ့အတွက်ညကြီးတွေကအောက်ကိုနှိမ့်ကြသွားတာနှစ်ပေး ကျွန်ကျသွားတယ်ပြင်လဲလှိုင်းရည်ရပေ90လောက်တက်ပြီးလှိုင်းရည်လှိုင်းရည်ဂျပန်ကန်ကန်းကြီးကန်းကြီးလူဂျပန်နိုင်ငံမှာသူတို့တုံးတဲ့လျှက်စစ်တုံးတဲ့အနည်းမျိုးဓာတ်ပေါင်းပုံကြီး6ပုံရှိတယ်လေးပုံပေါက်ထွက်သွားတယ်ကဲအော်အော်သတင်းစာပြဖတ်လိုက်အားလုံးနှစ်ဖုံပဲကျန်တယ်အကုန်လုံးမိတွေပြက်လူတွေသေရေတွေကြီးအချောက်ဆရာအကောင်းဆုံးနေပဲလေဂျပန်မှာလေညီလာမျိုးတို့တွေ့ရဆိုလေတယ်လီဗီရှင်းကညကြတော့ဗာပြလေရန်ကုန်မြို့မှာမောင်သားချူတီဗီကြည့်တယ် စတိုးဆိုင်ရှိမှာဂျပန်တွေတန်းစီရက်နေတယ်ယောက်ျားတွေမိန်းမတွေယောက်ျားတွေရောမိန်းမတွေရောတန်းစီရက်နေတာစတိုးဆိုင်ရှိမှာဆန်လေးစီလေးဝယ်ဖို့ကျွန်တော်တို့ဆန်လေးစီလေးပေါ့ဗျာအဲကလေးစားဖို့ပြီးရပြက်နေပြီချက်ချက်ဆရာမရှိတော့ဘူးကလေးစက်ကအောက်သွားပြီကျွန်တော်တီဗီကြည့်နေတယ်သိလားစတိုးဆိုင်ရှိမှာဈေးရောက်တဲ့မိန်းမကြီးကဆက်ကူကပြားလေးကိုအဲဆိုင်ရှိမှာချိန်ထားတယ်ဒုတ်လေးနဲ့ကြည့်ပြီးတော့နှံချောင်းလေးနဲ့ပေါ့လူတွေကတန်းစီနေတယ်နှင်းနေရကြလို့ယောက်ျားမိန်းမ စာလေးကိုဖတ်လိုက်တယ်နဲ့မောင်းသားချုံမျက်ရည်ဝဲပြီတယ်ငါတို့တရိတ်ဆန်ဆိုတာမှန်သွားပြီဘာဘာရေးထားတယ်လဲနိုင်ငံတော်ဘေးရန်ရဲ့ကြောက်ရွံ့နေသောကာလဖြစ်ပါသောကြောင့်ဤဆိုင်ပြင်းနေရှိသောပစ္စည်းများအလုံးကိုယမန်နေ့ကဈေးများအတိုင်းရောင်းချပေးနေပါပြီကျွန်တော်ဧကန်ထဲမှာချီးရင်တန်းလိုက်တယ်ကျွန်တော်တောက်တောက်ခေါက်ကြည့်တယ်ဖြည်းဖြည်းလေးကျွန်တော်ငါတို့နိုင်ငံကွာကွာလိုက်တာလူတွေတုတ်ခတ်ရောက်နေတဲ့အချိန်မှာစရုပ်စံရကတ်ထားတယ်နော် နိုင်ငံတော်ဘေးရန်တွေကြောက်ရောက်နေသောကာလဖြစ်ပါသောကြောင့်ဤဆိုင်တဲစီပစ္စည်းများအလုံးယမန်နေ့ကဈေးများအတိုင်ကြောင်းချပေးနေသည်နာဂေဖြစ်တော့မြောက်ကလာပါမမိပြည့်နေတလတ်လောက်ကြာတယ်တီဗီတော့ကြည့်လို့မရဘူးအိမ်မှာစားစရာမရှိဘူးကျွန်တော်သွားတယ်စတုဆိုင်ရှိဆန်သွားဝယ်တာအမဆန်ဘလို့ရောင်းလဲပေါ့လေးစားတင်ရောင်းလေဗမာစိတ်စိတ်တတ်ပေါ့ဒုက္ခရောက်တဲ့အချိန်မှာတတိပြည့်ကြံမယ်တမိကြိုက်ခဲ့တယ်ဆန် တပြီ900ကို2000နဲ့ရောင်းတော့ကျွန်တော်တို့ဝယ်ရတယ်စားစရာမရှိလို့ဖျောင်းနိုင်တဲ့တိုင်းဘယ်လောက်လဲပုံမှန်ဈေးကတိုင်းကိုတရားထားနာကိဖြစ်တော့ကျွန်တော်တို့ရောက်ကလာပါဆိုင်နေအားလုံးတိုင်းကို900လောက်နဲ့ရောင်းနေမှောင်မှောင်မဲမဲတုံတလားတော့ပြီးပြည့်နေတာကိုမှတ်မိရတယ်ဒီမှာလေရန်ကုန်မှာတလားတော့ပြီးပြည့်နေတာကိုယ့်ရင်စပွန်ဆာကြောက်တော့ဝယ်ရတယ်ရန်ကုန်မြို့လေပေါ်မှာရေးရကြီးပြီမိုးရီရွာပြီပုံတိုင်းတွေတိုက်ပြီမြောက်ကလာပေါ့ကိုပြည့်တဲ့ကားတွေကပုံမှန်တော့200လူတွေဒုက္ခရောက်နေပြီကွာ ဒီနေ့ငါတို့လက်ရမယ်ဆိုရမယ်မဲအခုလို့ကျွန်တော်ပြောတာလွန်သလားကျွန်တော်တို့ကဒုက္ခရောက်နေတဲ့အချိန်မှာပုံမှန်ရှိမှတဲ့အစာကျွန်တော်ပေါက်တာပဲဒီလိုအချိန်မှာစီးပွားရှာကြတာပေါ့ကွာဒါကိုကျွန်တော်ပြောနေတာဂျပန်နိုင်ငံသားတွေကသူတို့စတုံးဆိုင်လေးရှိမှဆိုင်းမှုလေးချိန်ကြတယ်နိုင်ငံတော်ဘေးရန်တွေကြားရောက်နေတော့ကာလဖြစ်ပါတော့ကြောင့်ဒီဆိုင်ပင်းရှိပစ္စည်းများအလုံးယမန်နေ့ကဈေးများအတိုင်းရောင်းချပေးပြီကျွန်တော်ဒါကိုပြောတာဩငါတို့ကိုကဘာကြီးကနှာခေါင်းရှုံတာ ကိုကိုကြီးပြောသွားတယ်လို့ကျွန်တော်တို့စိတ်တက်ပြီးပြည့်စည်ဆိုတာအမှန်ပဲသူကမှတော့ကဒုက္ခရောက်တဲ့အချိန်မှာပုံမှန်ရောင်းရင်တော့တော်လှပြီးရှော့ရောင်းရင်တော့ချီးကျူးစရာပေါ့တို့ကပုံမှန်မရောင်းတဲ့အပြင်လေးငါးစားတင်ပြီးတော့ညစ်ရင်လည်းတောကရောက်နေတဲ့ဗမာဗမာကြီးတို့ကအပြက်ကြိုက်ရဲ့ဒီနေ့တပည့်တိုင်းဖြားလိုက်ကြတော့အသေးကြီးလှုပ်တယ်လက်ပတ်တံမှာလည်းလှုပ်တာပဲမုံနေပြီးတဲ့ခါကျတော့ဈေးစဉ်အလုံးဈေးစဉ်ပြင်လိုက်တာတို့ကရှိရင်ဝယ်မရှိရင်ဝယ်နေမင်းငါပဲကျွန်တော်တို့အလုံးညစ်ပေါက်ကြီးနေတယ်ဝယ်စားကြတယ် လုတ်ရလေချင်းကွာမနေ့ကကတပီမတ်တော်မိုးရီပါပြီဖုန်လေးနေကြိုက်တာရောင်းနေ၃ထောင်နဲ့ရောင်းနေတပီကိုငတ်ပါကြောက်တော့ဝယ်ကြစို့တပီရေတို့လေတို့ဝယ်စားကြစို့လုတ်ကျွန်တော်လုတ်ကျွန်တော်ကျွန်တော်လုတ်ကြတော့ကျွန်တော်လုတ်တာပဲတိုက်တူပြသားလေးကွာဒါရီဆင်းသွားတာလေကိုကိုကြီးပြောတယ်လို့စိတ်တွေစိတ်ထားတွေပါဆင်းသွားတယ်ကျွန်တော်တို့ဆင်းသွားတယ်ဂျပန်နိုင်ငံမှာပြန်ဆက်လိုက်မယ်ကျွန်တော်ဈေးဆိုင်မှာအဲ့လိုရေးထားတယ်နောက်ကဈေးဝယ်တဲ့ယောက်ျားမိန်းမတန်းစီဝယ်တယ်ဘယ်လိုဝယ်ကြတယ်လဲ မတော်တီဗီကြည့်ပြမှာပါကျွန်တော်ပြောတာအဝေးမဟုတ်ပါဘူး2017 3ှစ်ပဲကြာသေးတယ်ကြားမှာမိမကြီးတန်းစီနေတာသူတို့နိုင်ငံများကြီးတန်းစီပြီးတဲ့ဈေးဝယ်တယ်ကျွန်တော်တို့လူရဲမဝယ်ဘူးလာရက်တယ်အဲ့ဒီဘာကြီးမှလဲဂျပန်မှာစကပြန်နဲ့အောက်ကစာစာသန်းစာသန်းထုတ်ပြီးတယ်ပေါမဘရက်ပေါမကြီးမှာဘယ်နှလုံးလဲအဲ့ထဲကပတ်စံနေဂျပန်ပတ်စံရမ်းငွေတွေ လွှတ်ထုတ်လိုက်တော့အထက်လိုက်သူတို့မျက်နှာကျွန်တော်တေချာကြည့်နေတယ်ဒိုက်ဥဒိုက်ဥသားများကျွန်တော်ပြောပြပေးရသည်အသေးစိတ်ဈေးဝယ်တဲ့မိမမျက်နှာကျွန်တော်တေချာကြည့်နေတယ်တွေ့သွားတယ်နောက်ကတန်းစီနေတဲ့လူတွေလက်ကြည့်ကြပြစိတ်နေစိတ်ချဖွံ့ဖြိုးတိုးတက်ချမ်းသာပြီးသားနိုင်ငံကလူတွေရဲ့စိတ်ပဲတွေ့လားရဲကလုတ်ခိုင်းတာမဟုတ်ဘူး စစ်သားကတနက်နေ့ရှိပြီလို့ခဲတော့ तू အသိစိတ်တယ်လက်ထဲမှာပတ်စပ်တွေပြည့်တယ်ငါကလေးတွေနောက်တပတ်စာလောက်လုံလုံလောက်တော့စားရအောင်ပမုံလေးအလုံး၁၀လောက်ဝင်ထည့်ကောင်းမလားမိဘများစဉ်းစားမှာပဲလားပုံမှန်တော့သို့တော့ तू ဝယ်ဖို့လုပ်ပြီးဘယ်လိုဖြစ်သွားလဲတက်သွားတယ်နော်ပြန်လှည့်တော့တရွေးနေနေတယ်အဲ့ဂျပန်မကြီးဖိုးဘီအဲ့ဒီမကြီးကြီး ငွေရင်းတန်လန်းနဲ့ပတ်စံတိပဲခြံလာပြီးတော့မှဘယ်နှလုံးဝယ်တယ်လဲသမီးတို့ညီတို့ MRT ဖို့ကပြတာပါဟာတိုးစံဖို့ပါဘူးเนาะဆလောင်းကပြတာအန်ဒီဘယ်နှလုံးလဲငိုင်းသွားတယ်ပြည်လားနောက်တစ်ယောက်ဆက်တယ်ယောက်ျားကြီးတက်လာတယ်အန်ကေဘာကြီးမှလဲ bread ကန်နေဖျောင်းနေတဲ့ပေါင်းနေယူမှာဘာမှမဘယ်နှလုံးလဲယောက်ျားကြီးလည်းအဲ့တိုင်းပဲเนาะတွေ့သွားတယ် မျက်နှာတော်တော်မကောင်းတော့ဘူးတပည့်တို့လူတိုင်းလူတိုင်းရှေ့ကိုတက်လာတဲ့လူတိုင်းရဲ့လက်တွေအဲ့ဒီချောက်မထောက်ဘူး။ငါတို့ရှေ့ကလူတွေကကို့မိသားစုလုံလုံလောက်လောက်စားဖို့15လုံးအလုံး20ဖြောင်းနေငါတို့ရှေ့လောက်ပဲသွားခဲ့ရင်တော့မှတန်းစီနေတဲ့လူတွေမရရင်မလုပ်ကြဘူးလေဒီနေ့ကလေးတွေငတ်ကြမှာပေါ့။အိမ်ထဲမှာဖော်မမဲမဲကြီးနဲ့နေရမှာပေါ့။ ငါတို့ဒီနေ့တလုံးရရင်ဒီကလေးတွေဒီညစားလို့ရပြီနောက်နေ့ပြဿနာနောက်နေ့ရှင်းမယ်ငါတို့အရှိရ၄၅၆အောက်ကရှိတဲ့နေရာကိုဝင်သွားတော့နောက်ကတို့နိုင်ငံသားတွေဘယ်လိုဝယ်စားကြမလဲဘယ်ဟောင်းလို့နေရမှာပေါ့အဲ့ဒါကိုတယ်လီဗီရှင်းကပြတဲ့အချိန်မှာတိုင်ဝင်းတိုင်ဝင်းသားများတယ်လီဗီရှင်းကပြရင်လည်းဘာမှမပြတယ်လေအဲ့ဒီတီဗီကပြနေတဲ့ဂျပန်နိုင်ငံဒုက္ခရောက်တာကိုပြနေတဲ့တီဗီကိုတကဘာလုံးကထိုင်ကြည့်နေတယ်အိမ်ထဲမှာအမေရိကန်တွေကြည့်နေတာအဲဈေးဝယ်တော့ပြနေတာ ဆိုဗီယက်တွေကြည့်ရုရှားတွေကြည့်နေတယ်တရုတ်တွေကြည့်နေတယ်တောင်ကိုရီးယားတို့မုန်းတဲ့ကောင်တွေပေါ့တောင်ကိုရီးယားတို့ကကြည့်ညာကြည့်ရတန်းလည်းအဲ့ဒီလူတွေဘာဖြစ်ကုန်ကြသလဲဂျပန်တွေအဲ့လိုဈေးဝယ်တာကိုတွေ့နေတယ်တောင်ကိုရီးယားနိုင်ငံသားတွေမိသားစု၄ယောက်လောက်အိမ်မှာကြည့်ရင်တန်းလည်းတီဗီကြည့်ရင်တန်းလည်းနော်ကလေးတွေရောမိဘတွေရောတီဗီရှင်းမှာမတ်တက်ထားရတယ်သူတို့နိုင်ငံမှာအလေးပြုတယ်နော်ငွေတန်းလည်းတနာတော့ဂျပန်ဂျပန်တွေရဲ့စိတ်ကကိုတနာသွားတာတရုတ်တွေကြည့်ရင်တန်းလည်းဟာ 哦，不是你，他的细胞里没外焦哦。အဲ့ဒါကိုကြည့်ပြီးတကဘာလုံးကလူတွေကတီတီကြည့်နေလူတွေအလုံးကမတည့်ရက်ပြီးတော့မှဂျပန်မှာဖြစ်နေတာကိုကြားတာကိုကြည့်ရင်တန်းတန်းနဲ့အကုန်လေးထပ်ပြူတယ်။ငွေရင်းတန်းတန်းနဲ့လေးစားပါလေ။ခင်ဗျားတို့တိုင်းပြည်ပြည်သားတွေ citizenship ပေါ့ဗျာ။နိုင်ငံသားများရဲ့စိတ်နဲ့စိတ်ထားကိုလေးစားလို့မောင်တာချုံကြည့်ရင်တန်းတန်းနဲ့တခုဆုံးဖြတ်တယ်ဗာလည်းသိလား။อืมဒီကောင်လေးနိုင်ငံပတ်စံတခုလည်းချမ်းသာတာမဟုတ်ဘူး။ ဂျပန်တစ်သိနိုင်ငံလေချမ်းသာလို့တမားကြီးဦးသိန်းစိန်ကိုပတ်စံအပြုလောင်လျှော်ပေးသေးတာငွေချမ်းသာပြီလားကျွန်တော်ဆုံးဖြတ်တာဘာဆုံးဖြတ်တာသိလားဒီကောင်ကြီးပတ်စံတစ်ခုတချမ်းသာပို့ဘူးဘာဘာချမ်းသာနေတာလဲ mindset စပတ်ကြတဲ့တိုင်းပြည်ပြားတွေသူတို့အစိုးရကသူတို့တနိုင်ငံလုံးမှာလူတို့တရက်လုံးအဲ့ဒီလိုစိတ်မျိုးတွေဖြစ်နေရောဘယ်လိုဝေးထားတာလဲဘယ်လိုပြုပြင်ထားတာလဲဘယ်လို training မောင်းထားတာလဲကျွန်တော်မသိဘူးအဲ့ဒါကို တတိုင်းပြည်လုံးမိုက်ပါတယ်ကွာရောက်နေမိမကလည်းနိုင်ငံတော်ဒုက္ခရောက်တော့အချိန်ဖြစ်ပြီရမန်လေးကဈေးများနဲ့ရောက်နေတယ်လူတွေကလည်းပတ်ဆက်ပြည့်တာနဲ့မဝဲဘူး